ားလုံးပဲမင်္ဂလာပါကျွန်တော်လည်းသင်ခန်းစာမှာတော့ Logic Pro software မှာ compound expression တွေကိုဘယ်လိုအသုံးပြုလို့ရလဲဆိုတာကိုကျွန်တော် program လေးအကြံပေးအဖြစ်တစ်ခုလောက်အရေးပြပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီ compound expression ဆိုတာကကြတော့ကျွန်တော်ဒီမှာဝင်လာတဲ့တန်ဖိုးတွေကိုเนาะကျွန်တော်အရှိမရှိနေတဲ့တန်ဖိုးတစ်ခုနဲ့ဖိုင်ရှင်တာပေါ့เนาะဆိုတော့ကျွန်တော်နေတဲ့ဒီ compound expression ကို time ကောင်တာပေါ့နော်အဲအဲ့ထက်ကကျွန်တော်ဒီကောင်တာကိုကောင့် app ဆိုရဲဒီကောင်တာကိုသုံးပြီးတော့ကျွန်တော်တို့နော်အဲဒီ instruction ကိုရေးပြသွားမှာဖြစ်ပါတယ်ကျွန်တော်ကောင့် app ကောင်တာပေါ့နော်နှစ်ခုလုံးသုံးလို့လည်းရတယ်ဒါမှမဟုတ်ကောင့် app တစ်ခုလည်းသုံးပြီးတော့လည်းကျွန်တော်တို့ပြသွားလို့ရတယ်ပေါ့နော်အဲကျွန်တော်ကဒီမှာ count app တွေ instruction ကိုသုံးပြီးတော့ကျွန်တော်ဒီမှာရေးပြသွားမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်ထုံးစံအတိုင်းပေါ့နော်ဒီမှာ counter အတိုင်းမှာ counter ရှိမယ်အဲ့ဒီတိုင်းကကျွန်တော် count app ဆိုတာလေးကိုရွှေ့လိုက်မယ်။ ကျွန်တော်ဒီမှာ address တစ်ခုပေးလိုက်မယ်ပေါ့နော်။ဒါပါလဲဆိုရင်ကျွန်တော်တို့ start account ပေါ့နော်။ဆိုတော့ဒီ address ကကျွန်တော်ဒီကနေပေးလို့ရတယ်။ပေါ့နော်ဒီမှာဒီ ISP address ဒီပေးသွားလို့ရပါတယ်။ဆိုတော့သူ့ကိုကျွန်တော်က preset value ဘယ်လောက်လောက်တက်မှတ်မလဲဆိုတော့ကျွန်တော်ဒီမှာ30လို့တက်မှတ်လိုက်ပါဘီနော်။ ဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဟာကိုဆက်ပြီးတော့ဒီရင်ဒီ counter ကိုကျွန်တော် reset ပြန်ချဖို့လုပ်ရအောင်နော်အဲ့ reset ချဖို့လို့ကျွန်တော်ကနောက်ထပ် clock တစ်ခုသုံးပါတယ်အဲ့တော့သူကဘာဖြစ်မလဲဆိုရင်ကျွန်တော် reset counter ပေါ့နော်အဲ့တော့ reset counter ဆိုတော့ဟာဒီမှာเนาะအဲ့မှာ counter ထဲမှာဒီမှာ RES ဆိုတာရှိတယ် ိုက်ခဲကားမှာကျွန်တော်တို့ကဒါလေးလေးပြောပြီးနော်ဒါ reset counter လေးเนาะโอเคဒါဆိုကျွန်တော်တို့ဒီမှာ compare expression ကိုတစ်ချက်ကြည့်ပါเนาะဒါဆိုဒီမှာ compare expression လေးပေါ့เนาะအဲ့အဲ့ထဲမှာကျွန်တော်တို့ equal เนาะ one can not equal or can less than or greater than you know and can less than equal greater than equal okay အဲ့တော့ဒီ block တွေကိုကျွန်တော်သုံးပြီးတော့ကျွန်တော်ဒီ compare expression ကိုရေးပြတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ equal ဆိုတာလေးပေါ့เนาะ ဆိုတော့ဒီ equal ပါကြတော့ကျွန်တော်ကအောက်ဆုံးမှာလဲဆိုလို့ရှိရင်เนาะဒီ count f တိုင်းမှာရဲ့ accumulative ပေါ့ဗျာเนาะကျွန်တော်တို့အခုယူထားတာက counter number 0ပေါ့เนาะအရှိက c5 counter number 0အဲသူရဲ့ accumulative value ကိုတုံးမှာဖြစ်ပါတယ် accumulative ဆိုကျွန်တော်တို့ပေါ့เนาะဒီ count g တွက်နေတဲ့အချိန်မှာเนาะအဲဖြစ်ပေါ်လာတဲ့ value တခုเนาะအဲအဲ့ဒီကနေမှကျွန်တော်ကเนาะအောက်ဖို့နေထုတ်သွားမှာ เนาะဒီမျိုးလေးတွေ output တွေကျွန်တော်ထုတ်သွားမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဘောเนาะကျွန်တော်ဒီမှာဆိုက်ပြီးတော့ရေးပါမယ်เนาะဒီမှာ compare ပါဆိုတော့ကျွန်တော်အခု equal ဆိုတော့ not have not equal ဘောเนาะ not equal ဆိုတဲ့ instruction เนาะ not equal ဘောเนาะ okay ဒါဆိုကျွန်တော် equal နဲ့ not equal ကိုကျွန်တော်တစ်ချက်စမ်းပြပါမယ် နော်ကျွန်တော်ဒီမှာအောက်ဘုတ်နေနေကတော့ကျွန်တော်ကဒီမှာထုတ်လို့ရတယ်ဗောနော်ဒီအောက်ဘုတ်တွေထွက်သွားလို့ရပါတယ်ဒီတော့ဒီမှာအောက်ဘုတ်တွေကျွန်တော်ထုတ်သွားလို့ရတယ်โอเคဒါဆိုရင်ကျွန်တော်ဒါလေးကိုတစ်ချက်စမ်းကြည့်အောင်အဲ့တော့ဒီနေရာမှာကျွန်တော်ဘာတွေထည့်ဖို့လဲဆိုတော့ဒီမှာ source tempo တွေတစ်ချက်ထည့်ဖို့လာဟုတ်ပြီနော်အဲ့တော့ source tempo ဆိုတာကျွန်တော် equal equal ရဲ့တဘောကဘာလဲဆိုရင်နော် เนาะကျွန်တော်ဒီမှာ counter ရဲ့ value ဟုတ်ပြီเนาะအဲ့တော့ count value ကဘယ်လောက်လဲဆိုတော့30ဟုတ်ပြီเนาะ30ဆိုတော့ကျွန်တော်ဒီမှာ equal block မှာဒီ count value 30ဒီဒီเนาะကျွန်တော်အခုဒီမှာထည့်မဲ့ source value နဲ့ equal ညီခဲ့ရင်ဟုတ်ပြီเนาะဒါကြတော့ကျွန်တော်တို့ not the source value the source value က အဆုံးစားလို့ကဘယ်အချိန်ဖြစ်လာမှာလဲဆိုကျွန်တော်ဒီမှာ accumulative ဖြစ်တဲ့အချိန်မှာဖြစ်လာပါဘောနော်ဒီမှာ accumulative ကျွန်တော် value တွေဒီမှာရည်တွက်နေတဲ့အချိန်မှာဖြစ်လာဟုတ်ပြီနော်ဆိုတော့အဲ့ဒီ value နှစ်ခုညီခဲ့ရင်အဲ့တော့ကျွန်တော်က equal ကိုနော်ဘယ်လောက်နဲ့ဖွာလိုက်မလဲဆိုရင်နော်ဒီမှာ source ကကျွန်တော် for ဆိုတာအနေနဲ့ဖွာလိုက်ဟုတ်ပြီနော်အဲ့တော့ဒီက4နဲ့ညီခဲ့ရင်ဒီ output ကိုထုတ်ပေးမယ်လို့ပြောချင်တဲ့သဘောဖြစ်ပါလေ။ Okay ဒါဆိုရင်ကျွန်တော် not equal ပေါ့နော်။ တော့နောက်ဒီခွဲကကြတော့အဲသူကဘယ်လိုမျိုးဖြစ်မှာလဲဆိုချင်เนาะကျွန်တော် count value ကတကယ်လို့0ဟုတ်ပြီเนาะကျွန်တော်တို့ကဒီမှာ0ဆိုလို့ရှိရင်ဒါတော့ not equal output ဟုတ်ပြီเนาะဒါပေမဲ့ကျွန်တော်ကဒီမှာเนาะဒီမှာအဲဒီဒီဒီ count value ပေါ့เนาะအဲ့တော့ဒါလေးကိုကျွန်တော်တို့ကဒီမှာ0လို့ပေးလိုက်တယ်ဆိုရင်เนาะတကယ်လို့ဆက်စပ်ချင်းမှာကျွန်တော်ရည်တွက်တဲ့ချိန်မှာဒီ not equal ကနေ output ထုတ်တယ်တကယ်လို့ကျွန်တော်တို့ဒီရတန်ဖိုးက0 နဲ့ဇီရိုနဲ့မညီတော့ဘူးဆိုလို့ရှိရင်ဟုတ်ပြီနော်ဇီရိုနဲ့မညီတော့သမျကာလပတ်လုံးဒီမှာအောက်ဖို့တခုထွက်လာတယ်အော်ညီတဲ့သမျကာလပတ်လုံးကတော့ not equal အောက်ဖို့ကမထွက်ဘူးမညီသမျကာလပတ်လုံး not equal အောက်ဖို့ကထွက်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ source ကိုလည်းနော်ကျွန်တော်တို့အား0ဆိုပြီးတော့ပဲပြလိုက်ဟုတ်ပြီနော် okay ဒါဆိုရင်ဒါလေးကိုတစ်ချက်လောက်ကျွန်တော်တို့စမ်းကြည့်အောင် โอเคเนาะအဲ့တော့ဒီမှာဘာဖြစ်လဲဆိုတော့ဒီမှာ not equal เนาะဒါ not equal not equal ဆိုတာအခုဟာဒါကเนาะ0 to 0ဆိုတော့ဒါเนาะအဲ့တော့ဒီမှာ count value တစ်ခုတက်သွားတာ ਨੇ not equal output ครับเนาะโอเคဒီမှာ count value တစ်ခုတက်တာ ਨੇ not equal output အဲ့ not equal ဆိုတာကသူကဘာဖြစ်ခဲ့ရင်လဲနော်ဒီ count value ဒီကျွန်တော်ဒီမှာပေးထားတဲ့ source နဲ့မညီခဲ့ရင်ပြီးတော့အဲ့တော့ source က0ဆိုတော့ အဲတော့ဇီရိုပြန်မဖြစ်တဲ့ကာလဘက်လို့ဒီ output ကထွက်နေပါပြီเนาะဒါ not equal ရဲ့သဘောပါ okay အဲ့တော့ equal equal ဆိုတာကကျတော့ကျွန်တော်တို့ကအခုဒီမှာ source မှာပေးထားတဲ့ demo က for အခုကျွန်တော်တို့ဒီမှာ1ဆိုတော့ equal ဆိုတော့ output ကမထွက်သေးဘူးပါပြီเนาะအဲဒါကျွန်တော်တို့ကသူ့ကို for ကြီးညီအောင်လုပ်ပေးလိုက် okay ဒါတော့ဒီ output ထွက်ပါလားဟုတ်ပြီနော်အဲတော့ဒါတော့ equal နဲ့ not equal ကိုကျွန်တော်အနေနဲ့အဲစမ်းသပ်ပြလိုက်ခဲ့တာပဲဖြစ်ပါတယ် क्या हो गया सर ये जरूर नो नॉट है ना एको मैं ब्लॉक दे दूँ सर फिर बाकी आप अब ना नॉट एको मैं ब्लॉक दे दूँ चलो सब फिर बाकी आप सर ना दिमाग को मैं आशी ऑफ लेस हुई चलो बा नॉट लेस थैन अब ना लेस थैन ओके लेस थैन တော့လက်ချမ်းကဒီကောင်းရဲ့ value တည်တဲ့เนาะကျွန်တော်ဒီမှာ source မှာပေးထားတဲ့ demo ကငယ်ခဲ့ငယ်နေခဲ့ဆိုပြီးတော့အဲကျွန်တော်က source မှာပေးထားတဲ့ demo ကိုကျွန်တော်ကဒီမှာငားလို့ပြကြည့်လိုက်ပြီเนาะဒါဆိုရင်ကျွန်တော်တို့ဘယ်လိုဖြစ်မလဲကြည့်အောင် ပြီနော်โอเคအဲ့တော့ခုနကျွန်တော်ဒီမှာ output တခုမထည့်ရသေးဘူးเนาะဒီ output လေးဆက်ထည့်လိုက်တာဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကเนาะဝင်လာတဲ့တန်ဖိုးဒီတဲ့เนาะ source value ထက်ငယ်ခဲ့ရင်ဒီ output ထွက်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော် source value ကဒီမှာ5အဝင်လာတန်ဖိုးကလောလောဆယ်5မဟုတ်သေးဘူး0အဲ့တော့သူကငဲနေတာဖြစ်ပါတယ်အဲ့အတွက်ဒီအောင်အောက်ဖို့ကထွက်နေတာဖြစ်ပါတယ်ဟုတ်ပြီနော် ဒီသဘောပါတကယ်လို့ဒီတံပိုးကဒီအောက်ဘုတ်မထွက်အောင်ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုရင်เนาะဒီကောင်ဒီငားထက်เนาะဒီတံပိုးဒီငားထက်ကြီးသွားခဲ့ရင်တနည်းအားဖြင့်ဆိုဒီ source မှာရှိတဲ့ဘုတ်ထက်ကြီးသွားခဲ့ရင်ဒါဆိုတော့ less than မဟုတ်တော့ဘူးเนาะ okay ဆိုတော့ကျွန်တော်ဒါလေးတစ်ချက်ဒါလေးကိုပဲတစ်ချက် focus ထားပြီးကျွန်တော်ဆန်းပြအောင်ဖြစ်ပါတယ် okay ဟုတ်ပြီเนาะ okay ဟုတ်ပြီเนาะဒါဆိုကျွန်တော်တို့က less than ဆိုတော့ အခုဒီမှာ5 5ဆိုတော့သူကနော်အဲညီသွားတယ်ဟုတ်ပြီနော်အဲ့တော့ equal မှာတော့လည်း output ထွက်ခဲ့တယ်နော် not equal output ထွက်ထားတယ် less than ဟုတ်ပြီနော်ဒါဆိုသူကဒီမှာ dot shop က output မထွက်တော့ဟုတ်ပြီနော်အခုပဲသိပြထွက်မလဲဆိုရင်ကျွန်တော်တို့ဒီမှာ less than ဖြစ်တဲ့မြောက်ကာလပေါ့နော် output ထွက်အဲ့တော့ source တန်ဖိုးဒီ accumulated အခုဝင်လာတဲ့တန်ဖိုးကငယ်ငယ်ဟုတ်ပြီနော်အဲ့ဒီဒီတန်ဖိုးကဟုတ်ပါတယ်ဟုတ်ပြီနော်ဒါဟာ less than ကိုကျွန်တော်စံပြခဲ့တာဖြစ်ပါတယ် โอเคだそう now so not no not the quarter oh so are greater than no greater than အဲ့ greater than ကကျတော့ဘယ်လိုလုပ်လို့မလဲပေါ့နော်ဒါလေးတစ်ချက်ကြည့်အောင်အဲ့တော့ greater than ကိုကျွန်တော်ကเนาะ set လို့ပြချကြည့်ပ ဟုတ်ပြီနော်ဆက်တက်ဟုတ်ပြီခေတ္တဆိုရင်ကျွန်တော်တို့ဒါလေးကိုတစ်ချက်ဆန်းကြည့်အောင်မူပြောင်းလိုက်မယ်ဆေးဒါပေမဲ့ကျွန်တော်ဒီမှာကောင်းလို့သွားဟုတ်ပြီနော်အဲ့တော့ဂရိတာကံကိုပဲ focus ထားကြည့်အဲ့တော့ greater than ဆိုတာကနော် အဲ့တော့ဒီ output တရားကျွန်တော်ထုတ်ဖို့ကြံကြံသွားတယ်ပေါ့နော်ဒီ output လေးတစ်ချက်ပြန်ထုတ်လိုက်ဒီနော်ဒါဆိုရင်ကျွန်တော် greater than ကို focus ထားပြီးတော့တစ်ချက်ဆန်းကြည့်အောင်โอเคเอาอยู่เนาะแล้วเราจะมา less than มา တော့တန်ဖိုးကရှိနေသေးတယ်ပြီးတော့နောက်ပြီးကျွန်တော်ဒီမှာတန်ဖိုးတွေကို reset ပြန်ချလိုက်တာအခုနောက်တော့ကျွန်တော်နောက်ဆုံးလုပ်ခဲ့တဲ့တန်ဖိုးတွေဖြစ်ပါတယ် okay ဒါဆို reset တစ်ချက်ပြန်ချလိုက်ပါပြီနော် reset တစ်ချက်ပြန်ချပြီးတော့ကျွန်တော်ဒီမှာစမ်းကြည့်နော် okay အဲ့တော့ greater than ဖြစ်ခြင်းဖြစ်မလဲဟာပြီနော်အဲ့တော့တန်ဖိုးစီအခုဒီမှာကျွန်တော်တို့ source မှာပြလိုက်တဲ့တန်ဖိုးထက်အခုဝင်လာတန်ဖိုးကဘာဖြစ်ခဲ့ရလဲဆိုကြီးခဲ့ရအခုကြီးပြီလားဆိုတော့မကြီးသေးဘူးဟုတ်ပြီနော် associate တန်ဖိုးကဘာပဲဖြစ်နေလဲဆိုရင် ကျွန်တော်0ပဲဖြစ်နေသေးတယ်။ဟုတ်ပြီเนาะဒါဆိုကျွန်တော် source ရဲ့ demo ကိုတင်ပေးလိုက်ပါမယ်။ Okay ဒီတိက greater than output မထွက်သေးဘူး။ဟုတ်ပြီเนาะ။ Okay အဲ့တော့ two rate ထိလည်းမထွက်သေးဘူး။ Okay အဲ့တော့သူ့ထက် source ရဲ့ demo ကကြီးသွားရင်ဒီမှာ output ဟုတ်မှာ။ဟုတ်ပြီเนาะ။ဒါကเนาะဒီကျွန်တော် copy block ရဲ့ဒီ greater than ကိုကျွန်တော်ဒီမှာ counter နဲ့အဲဆန်းသက်ပြခဲ့တာဖြစ်ပါတယ်။ဟုတ်ပြီเนาะ။ Okay ကဲအဲ့တော့ဒီကျန်တဲ့အားတွေကတော့ကျွန်တော်တို့နော်အဲအထူးအထွေတော့ဖို့တော့ဘယ်တော့ဆိုတော့ greater than equal ဆိုလို့ရှိရင်ကျွန်တော် equal လည်းဖြစ်ရမယ် greater than လည်းဖြစ်ရဟုတ်ပြီနော် okay အဲ့တော့အဲ့လိုသဘောမျိုးလေးနော် equal လည်းဖြစ်ရမယ် greater than လည်းဖြစ်ရမယ် less than equal ဆိုရင်လည်း equal လည်းဖြစ်ရမယ် less than လည်းဖြစ်ရဟုတ်ပြီနော်ကဲတော့ဒါလေးလည်းတစ်ချက်တော့ကျွန်တော်စမ်းကြည့်ရအောင်နော်ဟဲ့နော်အဲ့ရောဒီမှာပါ နော်ဒီမှာဟာ less than equal ဟာဘယ်နော် less than equal okay ဒီမှာ less than equal နော်ကြောင့်အောက်ဘက်ကိုယူလိုက်မယ် அப்படின்னா டாஸ் ஆப்போட்டுக்கும் இல்லை ஓகே அதனால் லெஸ் தேன் ஈக்குவல் பாரு ஓகே நடக்கும் வச்சாச்சோ கிரேட்டாக தேன் ஈக்குவல் இன்னும் கிரேட்டாக தேன் ஈக்குவல் வா ओके अरे ओ डिमांड जो बारे थे बोले सो ये ना लेस देन इक्वल ये सो समझ रहे हो सेवन सो भी ठहराए मैं greater than equal yes so much เนาะก็สนิทဆိုပြီးတော့ထည့်လိုက်เนาะပြီးတော့ဟေးဆိုတော့ကျွန်တော်တို့ဒီနှစ်ခုလေးပဲတစ်ချက်ကြည့်အောင်เนาะဒါဆိုရင်ကျွန်တော်ဒီမှာဘာကြံလဲဆိုတော့ greater than equal တွဲ output ထုတ်ဖို့ကြံတယ်เนาะဟေးဒါဆိုကျွန်တော်ဒါလေးလည်းတစ်ချက်စမ်းကြည့်လို့ရပါတယ်โอเคအဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင် နော်ဒီလောလောဆယ်တော့နော် less than equal အဘူကထွက်တယ်အဲ less than equal အဘူဆိုတာကကျွန်တော် social tempo ကနော်ဒီမှာရှိတဲ့ tempo ထဲငယ်ခဲ့ရင်တနည်းပြောမယ်ဆိုရင်ကျွန်တော်မှာ source မှာ source ဒီမှာပြရတဲ့ tempo က7အဲ့တော့ကျွန်တော်ဒီမှာ source မှာပေးတဲ့ tempo က0အဲ့တော့သူက less than equal အဖို့ထွက်နေတာဖြစ်ပါတယ်ဟုတ်ပြီနော် okay အဲ့တော့ကျွန်တော်ဒါလေးကိုเนาะ tempo တွေတစ်ချက်တင်ကြည့်မယ် โอเคแล้ว less than equal ก็โอเคဒီမှာ equal ဖြစ်တဲ့အထည်သူအောက်ဖို့ထွက်မယ်အဲ့ဒီမှာမှာသူကတုတ်ထိုက်တံပိုးတစ်ခုကျော်လွန်သွားရင်တော့ဒီအောက်ဖို့ကပြန်ပြုတ်သွားပြီเนาะโอเคအဲ့တော့ကျွန်တော် greater than equal ဆက်ကြည့်မယ်ဆိုရင် greater equal လောလောဆယ်ပေါင် value က shift ဖြစ်သွားပြီเนาะတော့ကျွန်တော်ဆက်ပြီးတော့ပေါင် value ကိုတင်ပေးလိုက်မယ်โอเคအဲ့တော့ဆက်နှစ်ဖြစ်တာနဲ့ equal to ဖြစ်တယ် greater than လည်းဖြစ်တယ် equal to ဖြစ်တယ်ဆိုရင်တော့ကျွန်တော်ဒီမှာအောက်ဖို့ထွက်မယ်အဲ့အဲ့ထက် limit ကျော်သွားမယ်ဆိုရင်တော့သွားเนาะ အပူတွေကတောက်လျှောက်ဆက်ပြီးတော့ထွက်သွားတယ်။ဟုတ်ပြီနော်။ဒါကျွန်တော် greater than equal ဖြစ်ပါတယ်။ Okay အဲ့တော့အဲကျွန်တော်ဒီနေ့ရှင်းပြပေးခဲ့တယ်။နော်ဒီ expression မှာ solution နော်။အဲ logic pro မှာကျွန်တော်တို့ကနော်ဒီ less than တွေ greater than တွေပေါ့နော်။အဲပြောမှာဆိုရင်တော့ကျွန်တော် compare ပေါ့နော် compare expression တွေကိုဘယ်လိုပုံစံမျိုးနော်ကျွန်တော်ရေးလို့ရတယ်ဆိုတာပေါ့နော်။ဒီမှာ compare မှာ solution ဘယ်လိုပုံစံမျိုးရေးလို့ရတယ်ဆိုတာကိုကျွန်တော်ဒီနေ့ အဲဒီအကြံများအဖြစ်ရှင်းပြခဲ့တာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ